ဖခင်ယေရှုတော်ချီးမွမ်းပါလေကျွန်တော်တို့ကိုယ်ပတ်တော်အားဖြင့်အတူတူကဆင်ခြင်ခွန်အားယူနိုင်ဖို့ရန်အတွက်ဟေဘရဲဩဝါဒစာခန်းကြီး7နဲ့အပိုင်းငယ်၁ထို့ကြောင့်ဤမြလောက်များစွာသောတသက်အပေါင်းတို့သည်ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ငါတို့သည်ခတ်သိမ်းသောဝင်တို့ကို၎င်းနှောက်ရက်တက်သောဒူးစေကို၎င်းပယ်ရှား၍ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်းသို့ရောက်ခြင်းကအာမလျှော့ပဲပြေးကြကုန်အံ့ ကျွန်တော်ဒီနောက်ကဘတော့မှာဘာကိုဖော်ပြလဲဆိုရင်တော့ဟေဘရဲဩဝါဒစာခန်းကြီး7နဲ့မတိုင်ခင်7မှာယုံကြည်ခြင်းသူရဲ့ကောင်းရှေးဘိုးဘေးယုံကြည်ခြင်းနဲ့အသက်ရှင်ခဲ့တဲ့ဖျားသခင်လူတွေအကြောင်းကို ဖော်ပြပါတယ်ဒီဖျားသခင်လူတွေကလောကကြီးမှာသူတို့စိုးရင်ပူပန်ပြီးတော့အသက်မရှင်ဘူးဖျားသခင်ကိုယုံကြည်ပြီးတော့သူတို့ကအသက်ရှင်ခဲ့တယ်ဒါကြောင့်မို့သူတို့ရဲ့အသက်တာတွေသူတို့ရဲ့ဘဝတွေသူတို့ကြုံတွေ့ခဲ့တဲ့အရာတွေသူတို့ကိုဖျားသခင်မဆားတဲ့အရာတွေ ဒီလောက်များစွာသောတတ်သိအပေါင်းတို့ဟာငါတို့ကိုဝမ်းရံလေရှိပါလေ။ဒါကြောင့်မို့ခတ်သိမ်းသော ဝင်တို့ကို၎င်းနှောက်ရက်တက်တဲ့ဒူးဆက်ကို၎င်းဖယ်ရှားပြီးတော့တဲ့။မြတ်မောင်မှာဖရာသခင်ထားတဲ့ပန်းတုံးနိုင်ကိုရောက်ချင်းကအာမလျှော့ပဲပြေးကြပါ။ကျွန်တော်ဒီနောက်ကွက်တော်မှာကြည့်တဲ့အခါမှာဖရာသခင်ထားတဲ့ပန်းနိုင်ရှိတယ်။တယောက်နဲ့တယောက်နဲ့ဖရာသခင်လောကကြီးမှာစေခိုင်းထားတဲ့တာဝန်တွေမတူပါဘူး။ အရေးကြီးတာသင်ရသင်ရဲ့ပြေးလန်းပုံမှာသင်ရဲ့ပန်းနိုင်ကို ပြေးဖို့ဖြစ်ပါတယ်။ဘုရားသခင်စေခိုင်းတဲ့တာဝန်ကိုကြည်ပြုံဖို့ဖြစ်ပါတယ်။အဲ့ဒီလိုဘုရားသခင်ထားတဲ့ပန်းနိုင်ကိုရောက်ဖို့ရန်အတွက်ဒီလောကကြီးထဲမှာဘုရားသခင်ကိုယ့်ကိုပေးထားတဲ့တာဝန်တွေကိုကြည်ပြုံဖို့ရန်အတွက်ကျွန်တော်တို့ကဝင်တွေကိုဖိရှားပစ်ဖို့လိုအပ်ပါတယ်။ခတ်သိန်းသောဝင်တို့ကို၎င်းနဲ့နှောက်ရတတ်တဲ့ဒူးစရိုက်ကို၎င်းပယ်ရှားပါကျွန်တော်တို့ကိုနှောက်ရတဲ့ဒူးစရိုက်တွေအဲ့ဒီဝင်တို့ဝင်ဘိုးတွေကိုဖယ်ရှားမှသာလျှင် ဖျားသခင်ထားတဲ့ပန်းနိုင်ကိုဖျားသခင်အလိုတော်ရှိတဲ့အသက်တာနဲ့ဒီလောကကြီးမှာဖျားခင်ထားတဲ့ရည်ရွယ်ချက်ကိုပြည့်ပြည့်စုံအောင်ကျွန်တော်ကအသက်ရှင်နိုင်မှာဖြစ်ပါတယ်။သင်ကဝင်ထုတ်တင်နေတော့ပန်းနိုင်ကိုရောက်အောင်ပြည့်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မို့ဝင်ထုတ်တွေကိုဖယ်ရှားလိုက်ပါ။ပန်းနိုင်ရောက်ဖို့ရန်အတွက်တားဆီးတွေကဝင်ထုတ်တွေဖြစ်ပါတယ်။စာဝန်ရေးဝင်ထုတ်တွေကျွန်တော်ဘဝအသက်တာထဲမှာစိုးရင်ပူပန်စရာတွေကိုယ့်ရဲ့အသက်တာထဲမှာ ကိုယ့်ရဲ့အပြစ်တွေဒူးစိုက်တွေဒီမကောင်းမှုတွေကိုဆွဲကပ်ပြီးတော့ကျွန်တော်ကဖရဲသခင်ထားတဲ့ပန်းတိုင်ကိုဘလို့မှပြေးနိုင်မှာမဟုတ်ပါဘူး။သခင်ရှုကတောင်းအောင်သိတယ်။ဒါကြောင့်မို့ရှင်မသက်ခရစ်ဝင်အခန်းကြီး7အပိုင်ငယ်28ကနေ30မှာသခင်ရှုကပြောလို့ဆိုရင်တော့ဝင်လေး၍ပင်ပန်းသောသူပေါင်းတို့ငါထံတို့လာကြလော။ငါသည်ချမ်းသာပေးမည်။ဝင်လေး၍ပင်ပန်းနေလား။အဲ့ဒီဝင်တို့တွေကိုတည်ပြီးတော့ခီးမဆက်ပါနဲ့။အဲ့ဒီဝင်တွေကိုငါစီကိုယူလာခဲ့ပါ။မင်းဝင်တို့တွေကို ငါကချမ်းသာစေမယ်ငါတတ်တာချင်းပေးမယ်ငါဖြည့်ရှင်းပေးမယ်မင်းရဲ့ပြဿနာတွေကိုငါဖြည့်ရှင်းပေးမယ်မိသားစုဝင်တို့တွေစာဝန်တွေဝင်တို့တွေအနာဂတ်မှာဘာလုပ်ရမှမသိတဲ့အခက်ခဲပြဿနာဝင်တို့တွေရင်လေးစရာတွေအလေးမခံပါနဲ့ဒါတွေကပန်းနိုင်ကိုရောက်ဖို့အတွက်ဖိနှွယ်စေတဲ့အရာတွေဖြစ်ပါလေသခင်ရှုထံကိုပေးအပ်လိုက်ပါဘုရားသခင်ထံကိုပေးအပ်မယ်ဆိုရင်တော့သခင်ရှုကငါသည် ချမ်းသာပေးမယ်ဘုရားသခင်ကသင်ကိုတတ်သားစေမှာဖြစ်ပါလေ သင်ရဲ့အသက်တာကိုအနားပေးမှာဖြစ်တယ်။သင်ကဒီဝင်တော့တွေနဲ့ကိုကိုကိုစူးစမ်းမှရမယ်။ငါလုံးမှငါရမယ်။ငါဖြည့်ရှင်းမှရမယ်ဆိုပြီးတော့သင်ကသင်ဝင်တွေကိုထမ်းနေတဲ့ပြည့်ဖရာသခင်စေခိုင်းတဲ့အရာတွေဖရာသခင်ပေးထားတဲ့တာဝန်တွေကိုသင်ကကြည်ပင်စွာထမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။သင်အတွက်ဖရာသခင်ထားတဲ့ပန်းနိုင်တဲ့သင်ကဝေးနေမှာဖြစ်ပါတယ်။ငါမသခင်ရှုရပြောတယ်ငါထံမှာနီးခံပါ။သင်ရဲ့ပြဿနာသင်ဝင်တို့တွေကိုမသိဆောင်ပါနဲ့။ အလွတ်နေဖို့လည်းမဟုတ်ပါဘူး။ဘာမှမသေးဆောင်မင်းနဲ့နေခြင်းလိုနေစားခြင်းလိုစားသွားခြင်းလိုသွားအဲ့ဒီလိုလည်းမဟုတ်ပါဘူး။ဘယ်ကင်ခွတ်တော်ကပြောပါလဲ။ငါတဘိုးကိုတင်၍ထမ်းကြလော။ငါထံမှနီးခံမှငါကနူးညံ့သိမ်မှုတဲ့နှိမ့်ချတဲ့စိတ်တဘောရှိတယ်။သင်တို့စိတ်နှလုံးကသက်သာခြင်းကိုရမယ်။ဘာကြောင့်လဲဆိုရင်တဲ့ငါတဘိုးကထမ်းလွယ်တယ်။ငါဝင်လေပို့တယ်လို့သခင်ရှုကပြောပါလဲ။သင်ကသင်ရဲ့ဝင်တို့သင်ရဲ့ပြဿနာတွေသင်ရဲ့ကျမ်းမာရေးပြဿနာ သင်ရဲ့မိသားစုပြဿနာသင်ရဲ့စာဝတ်နေရေးပြဿနာသင်ရဲ့အကျွေးပြဿနာအဲ့ဒီအရာတွေကိုသင်ထမ်းနေသေးရတော့သင်ကဖျားသခင်ထားတဲ့ပန်းတိုင်းကိုရောက်နိုင်မှာမဟုတ်ပါဘူးသင်ဝင်တော့ပြဿနာတွေကိုခရစ်တော်ထံပေးရလိုက်ပါခရစ်တော်ထံပေးရပြီးရင်သင်ကနေခြင်းတို့နေစားခြင်းတို့စားသွားခြင်းတို့သွားဒီလိုမျိုးမဆိုလို့ပေါ့ခရစ်တော်ထံမှာနီးခံမှုဖြစ်တယ်သခင်ခရစ်တော်ရဲ့ဝင်ကိုထမ်းဆောင်မှုဖြစ်တယ်သင်ကသင်ရဲ့ဝင်တော့ပြဿနာတွေကိုထမ်းဆောင်နေမှာလားခရစ်တော်ရဲ့စိတ်ခိုင်းတဲ့အတိုင်းဖခင်သခင်ရဲ့ဝင်ကိုထမ်းမှာလား သင်ရဲ့ပြဿနာဝင်တို့တွေသင်ရဲ့အာနေခြင်းအဖြစ်တွေကိုအာယုံမဆိုင်ပဲနဲ့သခင်ရှုကိုသာစိတ်စိတ်အာယုံပြုပြီးတော့အသက်ရှင်လိုက်ပါသခင်ရှုပါစေခိုင်းမလဲသခင်ရှုကဘလို့အသက်ရှင်စေခြင်းလဲနေ့ရက်တိုင်းမှာသခင်ရှုထံမှာနီးခံပြီးတော့သခင်ပြောတဲ့အတိုင်းပဲသင်ကနာခံလှုပ်ဆောင်လိုက်ပါဒါဆိုရင်သင်ရဲ့သက်တာကဝင်ပေါ့ပြီးတော့နေ့ရက်တိုင်းမှာသင်ကပေါ့ပါလန်းဆန်းစွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်ကျွန်တော်တမန်ကျမ်းစာထဲမှာအာဗြဟံဖခင်သခင်ကအသက်85နှစ်မှာရွေးကောက်ပြီးတော့ သူ့ရဲ့အမျိုးသားချင်းပေါက်ဖော်တဲ့ကထွက်လာပြီးတဲ့အခါမှာဖျားသခင်ပြလက်တန်းနဲ့ပြည်ကိုသွားဝူရန်အတွက်သူ့ကိုစေခိုင်းခဲ့ပါတယ်။ဖျားသခင်ကကောင်းငင်ကနေသူ့ကိုစကားပြောတယ်၊သူ့ကိုခေါ်တယ်။သူကဖျားသခင်ကိုယုံကြည်ပြီးတော့ထွက်လာတယ်။သူသွားတဲ့နေရာဘယ်နေရာမှန်းတော့သူမသိဘူး။သူနဲ့သူလိုက်လာတဲ့သူ့ရဲ့ဇနီးတွေသူနဲ့သူလိုက်လာတဲ့သူတွေကပြောမှာပဲ။အာဗြဟံရှင်သွားတဲ့နေရာကယေဟောရှိရဲ့လား။စားစရာကိုရှိရဲ့လား။ဟိုမှာရန်သူတွေနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ။ မေခွန်းတွေစိုးရင်စရာတွေပူပန်စရာတွေဟာအများကြီးပါပဲဒါပေမဲ့တဲ့အာဗရန်ကအဘယ်ရက်သို့သွားသည်ကိုကိုယ်တိုင်တော့မသိဘဲနဲ့ယုံကြည်ခြင်းအားဖြင့်နားထောင်၍ထွက်သွားတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်သူကဖျားပေါ်မှာလုံးဝယုံကြည်စိတ်ချထားတယ်ရည်ရှိပါမလား तू မဆိုးရင်ပါဦးစားစရာရှိပါမလား तू မပူပါဦးရန်သူတွေတိုက်ခိုက်ရင်ဘယ်လိုလုပ်မလဲ तू မကြောက်ပါဘူး ဖျားသခင်ပေါ်မှာလုံးဝစိတ်ချမှုအပြည့်နဲ့သူကဖျားသခင်ထွက်လို့ပြောတဲ့အခါမှာသူကထွက်လာခဲ့တယ်။ဖျားသခင်တွားခိုင်းတဲ့နေရာကိုယုံကြည်ခြင်းနဲ့နားထောင်ပြီးတော့တွားတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့သင်ရတဲ့တဲ့လည်းမှာလေအာဗြံကဲတုပ်ပဲဖျားသခင်ပေါ်မှာလုံးလုံးယုံကြည်စိတ်ချပြီးတော့ဖျားသခင်ပြောတဲ့အတိုင်းသင်ကအသက်ရှင်လိုက်ပါအကြောင်းမို့သင်ရဲ့မိသားစု ဝင်တို့တွေစာဝတ်နေရေးဝင်တို့တွေသင်ရဲ့ကျမ်းမာရေးဝင်တို့တွေသင်ရဲ့အကျွေးဝင်တို့တွေ သင်ရဲ့အနာဂတ်မှာဘာလို့လို့လုံးဝမသိတဲ့ဝင်တို့တွေသင်ကိုယ်တိုင်မထမ်းထားပါနဲ့ခရစ်တော်စီကိုသွားလိုက်ပါဝင်လေးပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေးမယ်လို့ဖခင်ရဲ့ဂတိတော်ဟာရှိနေပါလေခရစ်တော်စီကိုသွားပြီးတော့သင်ရဲ့ဝင်တို့တွေကိုဖယ်ရှားလိုက်ပါဘုရားသခင်ပြောတဲ့အတိုင်းပဲသင်ကနေ့ရက်တိုင်းမှာအာဗြံကဲ့သို့ဘုရားဘုံမှာလုံးလုံးယုံကြည်စိတ်ချပြီးတော့နေ့ရက်တိုင်းကိုဖျက်ဆီးလိုက်ပါဒီလောကမှာဘုရားသခင်ထားတဲ့ပန်းတိုင်ကိုရောက်ဖို့ရန်အတွက်ဝင်တို့တွေကိုဖယ်ရှားပြီးတော့ဘုရားသခင်ထားတဲ့ပန်းတိုင်ကို အရောက်လန်းနိုင်တော်သူများဖြစ်စေဖို့ဝင်းကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ